မြို့တစ်မြို့မှာဆိုရင်ဂိုင်းသားကြီးဖြစ်တဲ့ Eden Black နဲ့သူ့ရဲ့လက်ရောက်ခံတွေကတခြားဂိုင်းသားတယောက်ဖြစ်တဲ့ Robert Darwin ရောက်လာမှကိုစောင့်နေကြပါရင်ဒါဝန်က Black ရဲ့နေမည်သေးကိုကျူးကျော်ဝင်ရောက်လာတဲ့အတွက် Black ကလက်စားရှိဖို့ကြံစည်နေတာဖြစ်ပါရင်ဒါဝန်နဲ့သူ့ရအဖွဲ့အသားဝေးရောက်လာတဲ့အခါမှာသူတို့ကိုလက်နက်တွေရှာဖွေစစ်ဆေးပြီးတော့ကုန်လုံယုံအထဲဝင်ခွင့်ပြုခဲ့ပါရင် Black ကသူ့ရစည်းကမ်းချက်တွေကိုပြောပြတဲ့နေရာမှာဆိုရင်ဒါရအနေနဲ့သူ့ရနေမည်ကနေထွက်ခွာသွားဖို့တောင်းဆိုပါရင် ဒါဝန်ကသူ့အဖွဲ့သားတယောက်ဖြစ်တဲ့စမိုင်းလီကိုခေါင်းရိပ်ပြလိုက်ပြီးစမိုင်းလီကသူ့အဖို့တယောက်ရဲ့ခြေထောက်အတုကိုဆွဲယူကအဲ့ဒီအတုခြေထောက်ထဲမှာဆိုရင်ဖုံးကွယ်ထားတဲ့တနတ်နဲ့ဘလက်ပြဲလူဝေကိုစတင်ပြစ်ခတ်တော့ပါရင်ဘလက်ပြဲလူဝေအမြန်ဆုံးရှုံးနေတွားခဲ့ပြီးတည်ဆုံသွားကြပေမဲ့လည်းဘလက်ဂရိုင်းကအသက်ရှင်ကျန်ရစ်ခဲ့ပါရင်ဒါဝန်ကဘလက်ကိုသူ့ရဲ့စည်းကမ်းချက်တရားပြောကြားလိုက်ပြီးဖြတ်ဆက်နဲ့ရန်သူရဲ့လက်ချောင်းတွေကိုတခုချင်းစီဖြတ်တောက်တော့ပါရင်အဲ့ဒီနောက်ပိုင်းဒါဝန်ဟာသူ့ရန်သူရဲ့လက်ချောင်းတွေကိုထိမ့်သိမ့်ပြီးအမတ်တရားအနေနဲ့တင်းဆဲတဲ့ ကြောင်းဖော်ပြခဲ့ပါရင်သိပ္ပံဒေါခွဲခန်းတို့မှဒေါက်တာပေတန်ဝက်လိတ်ကစေအတုဝေစမ်းတက်နေခဲ့ပါရင်ဒါပေမဲ့အရေးပြသူ့ရဲ့ဖန်တီးဖို့စ조사မှုရကမအောင်မြင်ပါဘူးသူဖန်တီးထားတဲ့နမူနာဝေကအလင်းရောင်အောက်မှာ96မိနစ်ထပ်ပို့ပြီးတည်ငင်နေမှာမဟုတ်ပါဘူးဝဲလေးရဲ့ချစ်သူဂျူလီယာဟတ်စတင်ကနောက်ပိုင်းမှာသူ့ရဲ့အခန်းကိုပြန်လာပြီးတော့သူမရဲ့ယုံကကိုရဲမှတ်တမ်းတစ်ခုကိုယူပါရင်အဲ့ဒီညမှာသူတို့နှစ်ယောက်ချစ်ချင်နှူးခဲ့ကြပါရင်ဂျူလီယာကအဲ့ဒီမှတ်တမ်းဟာ ူမရဲ့အထက်အရာရှိဖြစ်သူ Louis Strack ရဲ့မတ်တမတဲ့လုပ်ငန်းတွေနဲ့ဆက်စပ်နေတဲ့အကြောင်းတတိပြုမိပါရင် Strack ကဂျူလီယက်ကိုစုံစမ်းမှုအားရပ်တန့်ဖို့တတိပေးပေမဲ့လေသူမကငင်းဆန်ပါရင်အဲ့ဒီနောက်ပိုင်း Wallet ကလက်ထပ်ဖို့အကြံပြုတဲ့အခါမှာဂျူလီယာက Wallet ရဲ့တခွေခန်းကနေထွက်ခွာသွားခဲ့ပါရင်ဂျူလီယာဟာသူ့နဲ့လက်ထပ်ဖို့မတီချာတိမောင်း Wallet ကသူ့ရဲ့သိပ္ပံနီးနဲ့လုပ်ငန်းဆက်လုပ်နေခဲ့ပြီးအချိန်ပေါင်း69မိနစ်စီရောက်သွားတဲ့အခါမှာတော့ဓာခွေခမ်းမီးဝေကပြတ်တောက်သွားခဲ့ပါရင်ဝဲလက်ရဲ့လက်ထောက်ဖြစ်သူ ယာကီတီတိုကအရေးပြဆဲဝေဟာမိနစ်တရာကြော်သွားပြီးရနောက်မှလည်းတည်ရင်နေတဲ့အကြောင်းသတင်းပို့ပါရင် ဘလက်ကဒီစမ်းတက်မှုရဲ့အဓိကတော့ချက်မှာအလင်းရောင်နဲ့ပတ်သက်နေတဲ့အကြောင်းပြောလိုက်ပါရင်းတယ်လီဖုန်းဆက်ဖို့အတွက်ဝလက်ကထွက်သွားတဲ့အချိန်ဒူရန်ရောက်ရှိလာခဲ့ပြီးသူ့ရဲ့လူမိုက်ဝေကဝလက်ကိုစတင်ရိုက်နေတော့ပါရင်းဒူရန်ကဂျူလီယာရှာဖွေနေတဲ့မှတ်တမ်းကိုတောင်းဆိုပါရင်းအဲ့ဒီမတန်းဟာသူမရဲ့အထက်အရှိကိုပအဝင်ပတ်သက်နေတဲ့အကြောင်းတက်တည်ပြနိုင်ပြီးတော့အခန်းမှာခြံထားခဲ့ရှင်ဖြစ်ပါရင်ဝဲလက်ကဒီအကြောင်းအရာကိုမသိတဲ့အကြောင်းပြောပါရင်ဒူရိုက်ဟာယာကာတီတိုကိုရက်ဆက်စွာပြစ်တက်ခိုင်းလိုက်ပြီးတော့သူ့ရဲ့လူစုတွေကဆီယာဝန်ကိုပုံမရမ်းနဲ့လျပူနွေးနေတဲ့အရေးအိုး ထဲကိုနှိချလိုက်တာကြောင့်သူ့ရဲ့မျက်နှာကိုလောင်ကျွမ်းသွားစေခဲ့ပါရင်သူကအိုးရဲ့လက်စစ်တပ်ပြောင်းဝေးအပေါ်မှာသူ့ရဲ့လက်တွေကိုလည်းလောင်ကျွမ်းသွားစေခဲ့ပါရင်ဒူရန်ရဲ့အဖွဲကမှတ်တမ်းကိုတွေ့ရှိတွားခဲ့ပြီးဝယ်လက်တည်တယ်လို့ထင်ကာထားရခဲ့ကြပါရင်ဒူရန်ကိုယ်တိုင်ကမီးလောင်လွယ်တဲ့ဓာတ်ငွေကိုမီးရှို့ဖို့အတွက်စီမံထားခဲ့ပါရင် ဝက်လက်ရဲ့တခွဲခန်းကလည်းပောက်ကွဲသွားခဲ့ပြီးတော့သူ့ကိုအမိုးပေါ်ကနေတဆင့်လွင့်ဆင်စေကမီးလောင်နေတဲ့အခြေအနေနဲ့မြစ်ထဲကိုပြုတ်ကျသွားခဲ့ပါရင်အဲ့ဒီအတော်အတွင်းဂျူလီယာရောက်လာခဲ့ပြီးမီးလောင်ကျွမ်းနေတာကိုမြင်သွားခဲ့ပါရင်အဲ့ဒီနောက်ပိုင်းဂျူလီယာကဝက်လက်ရဲ့တချိုးပွဲကိုတက်ရောက်ခဲ့ပေမဲ့မြုံနံဖို့အတွက် အကျွင်းကြံကအနေငယ်သာကြံရှိခဲ့ပါရင်တခြားတစ်ဖက်မှာဆိုရင်ဝက်လက်ကိုစေဘက်ဆင်ရဖွဲ့တစ်ဖွဲ့ကတွေးရှိသွားခဲ့ပြီးတော့အာယုံကျော်ဆင်ရစီခန်းစီခေါ်ဆောင်သွားခဲ့ပါရင်သူ့ကိုအင်ယာမဲ့တက်ရောက်လို့ယူဆပြီးတော့နာကျင်မှုရဲ့တက်တာစီဖို့အတွက် အာယုံကျော်ဝီကိုဖျက်တောက်ရန်ခွဲစိတ်ကုသမှုပြုလုပ်ပေးခဲ့ပါရင်အဲ့ဒီလိုလှုပ်ရှင်အဖြစ်သူ့ရဲ့လက်နဲ့မျက်နှာပြက်စီးမှုကြောင့်ဖြစ်ပေါ်လာတဲ့အနာကျင်မှုကိုတက်တာစီမှာပါဒါပေမဲ့ကြောက်ဖို့ကောင်းတဲ့ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်လာခဲ့ပါရင်ဝဲလက်ရဲ့စိတ်ခံစားချက်တွေအထူးသဖြင့်ဒေါတာနဲ့အမျက်ချင်းချောင်းထွက်နေမှုကပုံမှုပြင်းထန်လာခဲ့ပါရင်သူရဲ့ကိုခန့်အားကလည်းပုံမှုကောင်းမွန်လာခဲ့ပါရင်ဝဲလဲကအဲ့ဒီစေယုံကနေထွက်ပြေးလာခဲ့ပြီးတော့လမ်းဘေးမှာစတင်နေထိုင်ခဲ့ပါရင်မိုးကအင်ကြီးတစ်ထည့်ဝတ်ဆင်ပြီးသူကဂျူလီယာအိမ်ခန်းကနေထွက်လာတာကိုတွေ့ရှိပြီးတော့သူမနဲ့စကားပြောဖို့ကြိုးစားပါရင် ဒါပေမဲ့ညစ်တင်းညစ်ပတ်ဖြစ်နေပြီးမီးလောင်ထားတဲ့သူ့ရဲ့မျက်နှာကြောင့်ဒါဝီကိုမလုံနိုင်ခဲ့ပါဘူးဂျူလီယာကသူ့ကိုမတိပဲနဲ့အိမ်ယာမဲ့တယောက်လိုထင်ကာငင်းပယ်ခဲ့ပါရင်းဝဲလက်ဟာသူ့ရဲ့ပြက်စီးသွားခဲ့တဲ့တခွဲခန်းစီကိုပြန်သွားလိုက်ပြီးတော့တတ်နိုင်သမျှသူ့ရဲ့ကြိယာဝေကိုရယူခဲ့ပါရင်းစွန့်ပြစ်ထားတဲ့ဆက်ယုံအဟောင်းတစ်ခုမှသူကအခြေဆိုင်လိုက်ပြီးအရေးပြသူ့အပေါ်အလုံးဆက်လုတ်ကဒူရန့်နဲ့သူ့ရဲ့လူဆိုးတွေအပေါ်လက်စားရှင်ရန်အကြံစီပေးချမှတ်တော့ပါရင်းသူကကွန်ပျူတာစနစ်နဲ့ဓာတ်ပုံအဟောင်းတစ်ပုံကိုအတုံးပြုတ်ပြီးတော့သူ့ရဲ့မျက်နှာအတုတစ်ခုပြုတ်လုခဲ့ပါရင်း ဒါပေမဲ့ဒီလုပ်ငန်းစဉ်ဟာရက်တပတ်အနည်းငယ်ကြာမြင့်ခဲ့ပါသည်ပထမဦးဆုံးဝယ်လက်ကဒူရန့်ရဲ့လူဖြစ်တဲ့ရစ်ကိုစောင့်ကြည့်ပြီးသူ့ကိုဖမ်းဆီးကာလမ်းအောက်ဖက်ဆီကိုခေါ်သွားခဲ့ပါသည်ဒူရန့်ရဲ့နာမည်ကိုဖော်ထုတ်ပေးဖို့အတွက်အတင်းအကျပ်ပြုလုပ်ခဲ့တာပါအဲ့ဒီနောက်ဝယ်လက်ကရစ်ကိုလဝစီတွန်းတင်လိုက်ပြီးတော့ကုန်တင်ကားတစ်စီးရဲ့ဘိန်းအောက်မှာကြီးမွားသွားခဲ့ပါပြီးဝယ်လက်ကသူ့ရဲ့နေပြည်တော်ကိုအတုံးချပြီးဒူရန့်ရဲ့လူစိုးဝိတ်ကိုသူ့ပပြုလုပ်ပါသည်ပေါ်လီဆိုတဲ့လူကိုအရင်အောင်ဆုံးအတုခိုးလိုက်တော့ပါ သူအဲ့နေတုံးဈေးခတ်ပြီးတော့ငွေလဲလဲတဲ့နေရာမှာသူ့နေရာကိုယူပြီးတော့ငွေဝေကိုအဲ့အထဲထည့်ပြီးခိုးယူခဲ့ပါတယ်ဒူရန်ကပေါ်လီကိုသူ့ရဲ့တိုက်ခန်းမှာတွေ့တဲ့အခါမှာတော့ပေါ်လီစီမှာရီယိုကိုတွားမဲ့လက်မှတ်နှစ်ဆောင်တစ်ဆောင်ကသူ့အတွက်တစ်ဆောင်ကတော့ red address ဘာကိုတွေ့သွားခဲ့ပါတယ်ဒေါ်ရထွက်သွားခဲ့တဲ့ဒူရန်ကပေါ်လီကိုပဒင်းပေါက်ကနေပြစ်ချလိုက်ပါတယ်အနီးမှာထိုင်နေခဲ့တဲ့ wallet ဟာ မော်လီရဲ့မျက်နှာကိုတတ်ဆင်ထားဆဲဖြစ်ပြီးတော့မျက်မြင်တက်တည်ဖြစ်သွားခဲ့ပါရင်အရေးပြအတူပျက်စီးစပြုလာတဲ့အခါမှာအမျိုးသမီးတစ်ယောက်ကအော်လိုက်တဲ့အတွက်သူထွက်ပြေးသွားခဲ့ပါရင်ဝက်လက်ရဲ့အရေးပြသူ့ formula ကိုပြုပြင်ဖို့စူးစမ်းမှုတိုင်းမအောင်မြင်ပါဘူးဒါပေမဲ့သူ့ရဲ့ကွန်ပျူတာကသူ့မျက်နှာပြန်လည်တိဆောက်ဖို့အတွက်လိုအပ်တဲ့အရာဝေကိုပြီးမြောက်စေပြီးသူကဂျူလီယာနဲ့သူ့ရဲ့အုတ်ကူမှာတွေ့ဆုံခဲ့ပါရင်နေရောက်တာပြန်လည်ချစ်ကြိုက်ခဲ့ကြပါရင် ဝက်လက်ကသူ့အထူးစေယုံမှာတတိလိနေခဲ့တဲ့အကြောင်းပြောပြပါရင်တနေ့မှာသူကသူမကိုပွဲတော်တစ်ခုစီခေါ်ဆောင်သွားခဲ့ပါရင်အဲ့ဒီနေရာမှာဆိုရင်ဝန်ထမ်းတယောက်ကစုကြည့်အတွက်လိမ့်လေပါရင်ဒရထွက်သွားခဲ့တဲ့သူဟာအဲ့ဒီလူရဲ့လက်ချောင်းတွေကိုချိုးလိုက်ပြီးတော့သူ့ရဲ့မျက်နှာအတူစတင်ပြက်စီးလာပါရင်သူကသူ့ရဲ့ခလုံးရာစီကိုပြေးသွားလိုက်ပြီးတော့ဂျူလီယာကသူ့ရဲ့လုပ်ငန်းကိုတွေ့ရှိသွားခဲ့ပါရင်သူမကသူ့ကိုခေါ်တဲ့အခါမှာဝက်လက်ကပုံအောင်ရကနေထွက်မလာပါဘူးအဲ့ဒီနောက်ပိုင်းဝက်လက်ကဒူရန့်ကိုအာယုံစိုက်လာခဲ့ပါရင် ဒူရန်ရဲ့မျက်နှာသူ့ကိုတတ်ဆင်ပြီးတော့ဂိုင်းတားလူဆိုရဲ့အတန်ကိုပြီးပြည့်စုံစွာတူပနိုင်တဲ့အထိလေ့ကျင့်ခဲ့ပါတယ်။သူကကုံစုံဆိုင်တစ်ခုကိုဓမြတိုက်ပြီးတော့လုံရွှေကင်မရာမှာကိုကိုကိုတိတာစီဖို့ပြုတ်လောက်ခဲ့ပါလေရဲတပ်ဖွဲ့ကဒူရန်ကိုဖမ်းဆီးလိုက်ပြီးတော့သူ့အချင်းကြောက်နေတဲ့အချိန်ဝဲလက်ကသူ့ရဲ့လူဆိုးရည်နဲ့အတူတရုတ်ကိုင်းသားတယောက်ဖြစ်တဲ့ဟွမ်ဖက်နဲ့တွေ့ဆုံခဲ့ပါလေအဲ့ဒီလူကဒူရန်ကိုငွေအများအပြားပေးဖို့ကြံနေသေးဆဲဖြစ်ပေမဲ့လည်းပေးဖို့ငင်းဆုံနေခဲ့ပါလေ ဝက်လက်ကပြင်းထန်စွာမီးလောင်တဲ့ရရအောင်သူ့ရလက်မောင်းကိုမီးနဲ့လောင်ကျွမ်းစေခဲ့ပါတယ်ကြောက်လန့်တွားခဲ့တဲ့ဖက်ကလည်းချက်ချင်းပဲငွေဝေပေးရှိခဲ့ပါတယ်အဲ့ဒီအတော့တွင်ဒူရန်ကအာမခန့်ရပြီးတရုတ်တန်းမှာအစီအဝေးနေရာစီကိုအများဆုံးရောက်လာခဲ့ပါတယ်သူကအဆောက်အဦကိုလက်ပတ်တခါကနေဝင်ရန်ကြိုးစားတဲ့အခါမှာဝက်လက်နဲ့တိုက်ရိုက်တိုးမိသွားခဲ့ပါတယ်ရှုပ်ထွေးမှုအတွင်ဝက်လက်ကဒူရန်ကိုမြေပြင်ပေါ်စီပြစ်လဲလိုက်ပြီးတော့ ူရန်ရဲ့လူများစွာကိုအော်ဟစ်နေတဲ့အချိန်သူ့ရဲ့မျက်နှာဖုံးကစတင်ပြက်စီးလာခဲ့ပါလိမ့်။သူဟာဒူရန်နဲ့သူ့ရဲ့လူဆိုးတွေကပြစ်ခတ်နေတဲ့အချိန်ဒီနေရာကနေထွက်ပြေးလွတ်မြောက်သွားခဲ့ပါလိမ့်။ဂျူလီယာနဲ့ဆရက်နဲ့ပြန်လည်တွေ့ဆုံခဲ့ပြီးတော့ဆရက်ကသူမကိုဝဲလန်နဲ့ဆက်ဆက်နေတာကြောင့်သူမရဲ့အသက်ကအန်ဒီယားရှိတယ်လို့ပြောပြပါလိမ့်။ဂျူလီယာကထွက်သွားတဲ့အခါမှာဆရက်ကသူ့အတွက်အလလုပေးနေတဲ့ဒူရန်ကိုဆက်သွယ်လိုက်ပါလိမ့်။ဆရက်ကဒူရန်ကိုဝဲလန်အားရှာဖွေပြီးတော့တပ်ဖြတ်ဖို့အမိန့်ပေးပါလိမ့်။ ဂျူလီယာကဝက်လက်ရဲ့ဘုန်းခိုရာကိုနောက်တစ်ကြိမ်သွားတဲ့အခါမှာထောင်ချောင်းဆင်ရအုံချခံရမှာဖြစ်ပါရင်ဂျူလီယာသွားတဲ့အခါမှာဒူရန်ရဲ့ကိုင်းတာဝေကသူမကိုဖမ်းဆီးပြီးတော့စိတ်ယုံတခြားဝက်လက်ကိုလိုက်လံဖမ်းဆီးကြပါရင်သူကမျက်နှာဖုံးတွေတတ်ဆင်ပြီးတော့သူ့တို့အထက်ကတတော်များကိုရှင်းလင်းခဲ့ပါရင်လူတစ်ယောက်ကဝက်လက်ရဲ့မျက်နှာသူ့ကိုဝတ်ဆင်ပြီးပါဇက်ပိတ်ထားခံရတဲ့အချိန်သူ့ရဲ့မိတ်ဆွေကပြစ်တတ်မိတဲ့ကန်ဆူမိုးမောင်မှုကိုခံလိုက်ရပါရင်အဲ့ဒီနောက်ဝက်လက်ကဟယ်လီကော်တာအပေါ်မှာစီးနေနေခဲ့တဲ့ဒူရန်ကိုဥတီသွားလိုက်ပါရင်ဝက်လက်ကကျိုးရှိကြီးတစ်ခုထိတ်ရှိ ခြေတစ်ခုကိုဆုပ်ကင်ပြီးတော့မြို့တစ်လျှောက်လွင့်ပြန်သွားခဲ့ပါရင်းလမ်းမကြီးအပေါ်ကိုပြန်တန်းသွားနေတဲ့အချိန်ဒူရန်ကသူ့ကိုယင်းတွေရှိတဲ့နေရာစီရှော့ရှာခဲ့ပါရင်းဝက်လက်ကလည်းထရက်ကတစီအပေါ်ကိုဆင်းသက်ပြီးတော့ဟယ်လီကော်ပတာကိုအဲ့ဒီကားမှချိတ်ဆက်ပစ်ပါရင်းအဲ့ဒီအခါမှာတော့ကားကလည်းတံတားအောက်ကိုဝင်သွားတဲ့အချိန်ဟယ်လီကော်ပတာကတံတားနဲ့တိုက်မိပြီးဖျက်ဆီးခံလိုက်ရပါပြီးဝက်လက်ကတဖန်ဒူရန်ရဲ့အတွင်ကိုဆောင်းပြီးတော့ထရက်ရဲ့ဆောက်လို့ရဲ့လုပ်ငန်းတစ်ခုမှသူနဲ့တွေ့ဆုံခဲ့ပါရင်း ဂျူလီယာကိုလည်းခေါ်ဆောင်လာခဲ့ပါသည်စထရက်ကဝယ်လက်ကိုလိမ့်လေပြီးတော့သူ့ရဲ့အမှန်ကန်တဲ့ကိုယ်ပိုင်လက္ခဏာကိုပေါ်လွင်စေကာသူ့ရဲ့ဒူရန့်မျက်နှာဖုံးကိုဆွဲဖယ်လိုက်ပါသည်ဝယ်လက်ဟာစထရက်ရဲ့လူဆိုးဝင်နဲ့တိုက်ခိုက်ခဲ့ပြီးတော့အဲ့ဒီသူ့ရဲ့အထက်ကမှတယောက်ဟာဂျူလီယာကိုဂျိုးစီတစ်ခုအပေါ်ပြစ်ချလိုက်ပြီးသူမကဒီနေရာမှာအသက်အန္တရာယ်ရှိစွာနဲ့တွဲလွဲကျနေခဲ့ပါပြီဝယ်လက်ကစထရက်ရဲ့လူအင်အားကိုအနားယူပြီးတော့ဂျိုးနဲ့ချိတ်ကိုအတုံးပြုကဂျူလီယာကိုကယ်တင်ဖို့ဝယ်ရန်ခဲ့ပါသည်စထရက်ကသူ့ကိုမြောင်းထက်စီ ပိမိခဏီမှာပဲဝဲလက်ကဇွမ်းကုန်ပြန်လေခုခန့်နေခဲ့ပါရင်သူ့ကိုတပ်ဖို့အတွက်ရှီကတ်လာတဲ့ခါမှာဝဲလက်ကသူ့ရဲ့လက်ကိုဘိုတန်ကနေဆွဲနှုတ်ပြီးတော့နောက်ဆုံးမှာ strap ကိုတိုက်ထုတ်ကအဇောက်ဦးကနေပြစ်ချလိုက်တဲ့အတွက်သူတည်ဆုံသွားခဲ့ပါရင်ဒတ်လီကနေဆင်းလာနေတဲ့အချိန်ဝဲလက်ကသူ့ရဲ့ရုပ်ဆိုးတဲ့မျက်နှာနဲ့အတူကြောက်ရွံ့စွာနဲ့ချက်ချောင်းမိတဲ့အကြောင်းနဲ့သူ့မနဲ့နောက်ထပ်အတူတူကမနေနိုင်တော့တဲ့အကြောင်းဂျူလီယာကိုပြောပြလိုက်ပါရင်သူကနောက်ဆုံးမျက်နှာဖုံးတစ်ခုကိုတတ်ဆင်လိုက်ပြီးတော့အဲ့ဒီနေရာကနေထွက်ခွာသွားခဲ့ပါရင် ဒီလိုနဲ့ပဲစက်ကားကပြီးဆုံးသွားခဲ့ပါရင်ကြည့်ရှုတာပရိသတ်များအားလုံးကျေးဇူးတင်ရှိပါခင်ဗျာ